အားလုံးပဲ good morning ပါကျွန်တော်ဒါ good morning or good afternoon ဖြစ်နေပြီเนาะကျွန်တော်လည်းခုမှအေးရနူးတော့ကျွန်တော်လည်းရှိမှခကြီးကပြန်လာဒါသူခကြီးကဒီနေ့မှပြန်မှာပြန်မှာဆိုတဲ့ကြောင့်ကျွန်တော်ကောင်းကောင်းအိမ်နေတာကျွန်တော် data shop key data shop မှာတိချာမအေးရသေးတော့ဒါဒီနေ့မှကောင်းကောင်းအိမ်နေတယ်ပေါ့တော့ညအကူသိမ်းလက်နိုင်တယ်ဆိုတော့လေးသားမှာစိတ်ချလက်ချအေးရတာပေါ့ဗျာเนาะအဲ့တော့ Everton ကို Tottenham Hotspur တင်းကဒါသူရဲ့အဝေးကွင်းနေနဲ့3-0နဲ့နိုင်သွားခဲ့တာတွေ့ရမယ်အဲ့တော့ ်စပါတင်ကကုလရှိအဝေးကွင်းစံချိန်တွေကတော့တော်တော်လေးကိုကောင်းမွန်နေလို့ပြောလို့ရတယ်အဝေးကွင်းကြီးပဲတွက်မယ်ဆိုတော့စပါတင်ကဒါဇရာထိတ်မှတော့ရောက်နေတယ်ဆိုတဲ့အနေအထားမှာရှိလာခဲ့တယ်ပေါ့နော်အိမ်ကွင်းမှာချားနေတာအဲ့တော့ Tottenham Hotspur တင်ရတာ Thomas Frank ရဲ့လက်ထက်မှာအဝေးကွင်းစံချိန်ကတကယ်ကိုကောင်းတယ် Everton အသင်းကလက်ရှိမှာသူတို့ရဲ့အိမ်ကွင်းအသစ်ဖြစ်တဲ့ Hill Dickinson မှာပထမဦးဆုံးရှုံးပွဲကိုလည်းစပါတင်ထဲမှာတွေ့ခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့အိမ်ကွင်းကောင်းလာပါတယ်ဆိုတော့ Everton ကိုလည်းစပါတင်ကအဝေးကွင်းမှာလုပ်ခဲ့တယ်ဒါပြင်ကျွန်တော်လက်ရှိမှာဒါကျွန်တော်စံချိန်ဆိုးတစ်ခုဖြစ်တဲ့6နှစ်ဆက် Everton ရဲ့အိမ်ကွင်းမှာ that's room အတိုင်ပတ်နေမှုကိုစပားသိနေဒီနေ့မှာဒါချိုးဖြက်ပြခဲ့တာတွေ့ရမယ်။အဲ့တော့ဒါကျွန်တော်တို့သူတို့ရဲ့ everday အိမ်ဝင်းဖြစ်တဲ့ဒါကျွန်တော်တို့ဗာလေအော် Gurison ပတ်မှာအများနဲ့တိုင်ပတ်နေတာတွေ health ticket ဆင်မရောက်မှာပဲကျွန်တော်လည်းကိုယ်ဒီတွင်းနာနိုင်တယ်ပြောလို့ရတယ်မှာပါ။အဲ့တော့ဒီနေ့ပွဲစမှာသိပြီးစပားသိဘက်ကပြူထူးကြပြောစရာတော့မလိုပါဘူး။စပားသိဒီနေ့ပွဲစမှာဒါ set piece ကနေပဲကိုယ်တွင်းသွားခဲ့တယ်။ Fenerbahce 16မိနစ်မှာတွင်းတယ်။ဒါပထမပိုင်းပြီးမပြီးခင်55 6မိနစ်မှာတွင်းတယ်။ဒါသူတို့ရဲ့ set piece ကအခုနောက်ပိုင်းဒါစပားသိကတော့ကျွန်တော်မြောက်လန်လန်အသိပြီးပြီပဲ။ဒါကျွန်တော်တို့ Arsenal ပုံစံမျိုးပဲ set piece ကနှလုံးတွင်းတယ်။ပြီးရင် ော့ဒါကြောင့်ပွဲပီဂန်နီမှာဒါကြောင့်ပက်ဒရိုပူရိုချပီးလိုက်တဲ့အလုံးကိုရစ်ချယ်လီစင်ကကောင်းတိုက်ပြီးတော့စားကပြန်ရှန်ထွက်လာတဲ့လုံးကိုပြန်တိုက်သွားတော့တွေ့ရမှာအဲ့တော့ပြောချင်တာဒီနေ့ပုံစံမှာတော်တောင်ဟော့စပါတင်နေတာတွင်းသွားတဲ့ဒွင်းကိုအကုန်လုံးကတော့ဟက်တာတွေကြီးပါပဲကောင်းတိုက်ဒွင်းကိုတွေကြီးပဲအဲ့တော့ဒီနေ့ပုံစံမှာအေဗာတန်သင်ပတ်ပြန်ကြည့်မယ်ဆိုအေဗာတန်သင်ဒီနေ့ပုံစံမှာတော်တော်လေးကိုကောင်းခဲ့တာတွေ့ရတော်တော်ကြီးကိုကောင်းခဲ့တာတွေ့ပြီးမယ်စပါတင်ရဲ့ခံစစ်ပိုင်းက တော်တော်လေးကိုဒီထက်ပို့ပြီးကြက်လက်ခဲလို့ဒါတော်တော်လေးကိုစိတ်ချစေဖြစ်ရဒါဒီနေ့ပွဲစမှာဒါမရှိကပွဲစဉ်လို့ပဲဒါတကယ်ကိုချီကျူးစရာတခုဖြစ်ခဲ့တာဗီကာရီယိုပါပဲဗီကာရီယိုဒါမရှိဘူးလို့စပါတဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တူတူလောက်ပြန်ဖြစ်သွားနိုင်မယ်အခွင့်အရေးတွေလည်းအများကြီးအများကြီးရှိခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ်ဘောနော်ဒီနေ့ပွဲစမှာစပါတဲ့ line up ကဒါကျွန်တော်တော်တော်လေးကိုထူးဆန်းတဲ့ line up တစ်ခုနေတွေ့လာခဲ့ရတယ်ဒါနီးပြနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်အဝေးကွင်းဆိုရင်တော့ထူးထူးဆန်းဆန်းလှုပ်ပြတဲ့နီးပြတစ်ယောက်နဲ့ဆက်လက်ပြီးတော့တွေ့ခဲ့ရတဲ့ဒါမှရှိတယ်ဘလို့ပုံစံမျိုးလုပ်ခဲ့လဲအဲ့တော့ဒီနေ့ပွဲစမှာ Xavi Simons ကို left out of WF ားပြီးတော့ဒါ AM နေရာမှာနံပါတ်30 room မှာဒါမိုဟာမက်ကူဒက်စ်ကိုထားပြီး right wing နေရာမှာဂျွန်ဆင်ကိုထားခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ပေါ့နော်ပြောချင်တာကလက်ရှိအနေထားရတာကြောင့်တိုက်စစ်မှုနေရာမှာလဲကိုလိုမူဝါနီကိုသုံးကားလာခဲ့တယ်ကိုလိုမူဝါနီရတာတော်တော်ဟော့စပါတင်ရပထမဦးဆုံးပွဲဥွတ်ပုံစံမျိုးဖြစ်လာခဲ့တယ်ဒီမှာပါဒါပေမဲ့တိုက်စစ်ဘိုင်းကလက်ရှိမှာဒီနေ့ပုံမှာဘာမှသိပ်ပြီးထူးဆန်းမရှိခဲ့ဘူးရရတာဒီနေ့ပုံမှာဒါတိုက်စစ်၄ယောက်ကြီးတည်းမှာကူဒက်စ်ကိုဆင်မွန်ဆိုတဲ့တောင်မှ Brandon Johnson ကဒီနေ့ပုံမှာပိုကောင်းနေတာတွေ့ရမယ်ဒါ Brandon Johnson ကိုလက်ရှိမှာဒါသူအရင်တော့က Dorton Forest မှာကစားနေကြီးကစားပပုံစံ ယ်မျိုးတွေးရတယ်တော့ပါတယ်သူအနေနဲ့ဒါဂိုးသွင်းဖို့ကြီးပဲသူကြိုးစားနေမှာပဲတစ်ဖက်ရဲ့ကစားသမားကိုကြော်ဖြတ်ပြရနေမှာလဲဘရန်ဂျော့ဆန်ကဒီနေ့ပေါ်တော့တော်တော်လေးကိုချီကျူးစရာကောင်းခဲ့တယ်လို့ပြောလို့ရတယ်တော့ပါတယ်ဒီနေ့ပေါ်တော့ဘရန်ဂျော့ဆန်ရဲ့ space ရှာပေးမှုတွေကတော်တော်လေးကိုဒါကျွန်တော်တို့မစိုးဘူးပြောခဲ့ရပြီးတော့ အရင်တော့ကတော့ကြောက်စားလုပ်ဖို့အတွက်ချောင်းလီတဲ့ကစားသမားတယောက်မဟုတ်ဘဲနဲ့မဆိုးဘူးဆိုတဲ့အနေထားတစ်ခုမှရှိတယ်။ဒါပေမဲ့ဘရန်ဒန်ဂျော့စင်ကဒီနေ့ပွဲသမားနောက်တစ်ခုမှဒါအားလုံးကမရဒီကောင်လေးရဲ့ပါစီပဲ။ဘရန်ဒန်ဂျော့စင်ကဒီနေ့ပွဲမှာအတိုးလုပ်တွေမဆိုးဘူးဆိုပေမဲ့သူ့ရဲ့ဒါကျွန်တော်ဂိုးသွင်းဆွမ်းရည်တွေဖန်တီးပေးမှုဆိုရင်တော်တော်လေးကိုခြာတူးလန်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်။ဒီနေ့ပွဲသမားတစ်ဖက်အသင်းကဒါကျွန်တော်ကန်ဆယ်ပိုင်းကဒါကူဒက်စ်ကိုအကြီးအကျယ်ပိတ်ဖို့အတွက်ကြိုးစားခဲ့မယ်။စပါအသင်းနဲ့ဒါလုံးဝမထင်မှတ်ထားတဲ့ဒါဆက်ပစ်တွေကနေ900ရသွားတဲ့အချိန်မှာအေဗာတန်အသင်းနည်းနည်းလေးပြသွားလို့မြင်တယ်။ဒါပေမဲ့အေဗာတန်အသင်းကဒီနေ့ပွဲသမားပြပေးမယ်သူ့ရဲ့တိုက်စပ်ပိုင်းက တော်လေးကိုမဆိုးလို့မြင်တယ်ဒီနေ့ပေါ်မှာသူတို့ရဲ့တိုက်စစ်ပိုင်းမှာဒါကျွန်တော် Anjay အာ Juiceberry Hall ဒါ Grealish ၃ယောက်တို့ရဲ့လျုံအားနဲ့တူစပါအသင်းကိုအကြီးအကျယ်ဒုက္ခပေးဖို့တော့ကြိုးစားတယ်စပါအသင်းဒီနေ့ပေါ်ဆုံးမှာဒါကျွန်တော် Kevin Danso နဲ့ဒါ Mickey Van der Ven Tejas Spence Pedro Puru တို့ရဲ့အုပ်စုကတော်တော်လေးကိုဒီနေ့ပေါ်ဆုံးမှာဒါတောက်နေတယ်အဲ့တော့ဒီနေ့ပေါ်ဆုံးမှာဒါပထမဆုံးဂိုးသွင်းသွားပြီးရဲ့အချိန်မှာဒါချက်ချင်းဆိုသူ Everton ဘက်ကလည်းဂိုးပြန်သွင်းဖို့အတွက်ကြိုးစားခဲ့တယ်ဂိုးပြန်သွင်းလို့ကျွန်တော်တကယ်လေးဂိုးသွားခဲ့တယ်ဗောနော်ဒါကျွန်တော်သူရဲ့ဒါကျွန်တော် full back အစားဖြစ်တဲ့ O'Brien ကခေါင်းတိုက်ပြီးသွင်းသွားခဲ့တယ်အဲ့ဒီလုံးမှုတော့ဒါကျွန်တော်တို့တိုင်းလူကြီးနေဒါကျွန်တော်တို့ outside ဖြစ်ခဲ့တယ်ဆိုပြီးတော့ဒါတော့ပဲဖြစ်ခဲ့တယ်ဘယ်လိုမျိုး outside ဖြစ်ခဲ့တယ်နည်းနည်းလေးရှင်းပြအောင်အဲ့တော့ တိုက်သွားတဲ့ကောင် offside မဟုတ်ဘူးလက်ရှိမှာဒါကျွန်တော် Vicario နားမှာရည်တည်ရည်တည်လုံနေတဲ့နှစ်ကောင် offside ဖြစ်တယ်အထူးသဖြင့်ဒါကျွန်တော် Anjai ပဲ Anjai ကလက်ရှိမှာဒါ Vicario ကိုအပီကတ်ထားပြီးသူကိုယ်တိုင်ကဒူချွန်တဲ့ကြောင့် Vicario က Anjai ကိုကြော်ပြီးတော့လှည့်ထွက်လာဖြစ်တဲ့အတွက်ကြောင့်လို့ပြောချင်တာဗျာဒါဒီဂိုးသွင်းတဲ့ sequence မှာ Anjai ကပါဝင်သွားတဲ့အတွက်ကြောင့်ဒီဟာကိုဒါလူချွန်ဘောဖြင့်သတ်မှတ်ခဲ့တဲ့လူရေးသားထားခဲ့တဲ့တွေ့ရမှာ David Moyes ကိုယ်တိုင်ကဒါကမှန်ကန်နဲ့ဒါဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော် David Moyes ကိုယ်တိုင်ကလက်ခံသွားခဲ့တာကိုတွေ့ရမှာအဲ့တော့ပြောချင်တာတော့ဒါခုနကဗိုလ်တန်လူ GS ဆုံးဖြတ်တရရဲ့ရှုံးဖြတ်ချက်တရရှာရှာပါပါဆုံးဖြတ်ချက်တွေကိုမြင်ခဲ့ရတယ်မှာပါတယ်မနစ်ကလည်းစပါသစ်နေတာ Vicario ကိုဒီလိုပဲဒါကျွန်တော်တို့ Everton ကစားသမားဒီလိုပဲပြုံးအောင်ပြီးလုတ်ခဲ့ပြီးအဲတုန်းက3-2နဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကလည်းဒီလိုပုံစံမျိုးနဲ့ပဲရှုံးခဲ့တာဖြစ်တယ်အဲ့တော့ရှင်းရှင်းလေးပါဒီနေ့ပေါ်စမှာဒါကျွန်တော်တို့စပါသစ်နေတာဆက်ပီးစီကတော်တော်လေးကိုခေါင်းဆောင်ခဲ့ပြီးစပယ်ဆက်ပီးစ်နီးပြကိုကျွန်တော်တို့သင်ခေါ်ပြခေါ်နိုင်ခဲ့တာကတော်တော်လေးကိုချီးကျူးစရာဖြစ်ခဲ့တယ်ဒါပေမဲ့ အမှန်တည်းပြောမယ်ဆိုပြကျွန်တော်တော့ဘင်းတယ်ခင်ဗျားတို့တော့မသိကျွန်တော်တို့ကနိုင်သွားတာသဘောကျတယ်30ဆိုတဲ့ရလက်ကြီးကတော်တော်လေးကိုမိုက်တယ်တော်တော်လေးကိုလည်းယင်ခုန်မှုကောင်းတဲ့ရလက်ဖြစ်တယ်တို့ဝိမဲ့တော်ညာကျွန်တော်ရဲ့ပုပ်ကိုကြီးကတဦးတယောက်တည်းမှာကျွန်တော်တော့ဘင်းတယ်ခင်ဗျားတို့တော့မသိကျွန်တော်ကြည့်ရတော်တော်လေးကိုဘင်းတယ်ကစားကွက်လည်းမစိုးဘူးလို့ပြောလို့ရတဲ့အနေထားလည်းရှိမနေဘူးဒါဟုတ်နောက်တိုက်ဆက်ပိုင်းကလည်းတေးနေတယ်တစ်ဖက်ရတော့ပြောမယ်ဆို Everton သင်းရဲ့နိနေပေါ်စင်တိုက်ဆက်ပိုင်းတော့ယင်ပူခုန်ကြရှိတယ်အန်ဂျာရဲ့သူနဲ့သူအတိုးလုပ်တယ်တက်ဂျက်စပန်စင်တွေ့တဲ့အချိန်မှာအယုံနေတာတော်တော်လေးကိုမိုက်တယ်ဒူးစဘယ်ရီဟောရတာကြောင့်ပြေပူမှုတွေဂရီးလစ်ကတော့ပက်ဒရိုဘူရိုကိုချော်ပြပြဖို့တော့ကြိုးစားတာတော်တော် ်လေးကိုမိုက်တယ်ကိုအသေးကစားသမားကြီးကြီးလိုက်မယ်ဆိုရင်ကောင်တာပရက်ဆင်မှာလုံရင်တော့မှဒီလန်တဝက်မှာဒီဘောလုံးပြတ်နေတာတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်လို့ပြင်တယ်အဝေးကွင်းဒါကျွန်တော်ခြေဆွမ်းကြောင့်သာနိုင်သွားပြီဒါကျွန်တော်ဆက်ပီးစီကြောင့်သာနိုင်သွားတဲ့အတွက်ကြောင့်မသိပ်ပြီးတော့ဘာမှတော့ကျွန်တော်နေချီချူးစရာမရှိဘူး Thomas Rand နေကျွန်တော်ဒါလက်ရှိမှာ Thomas Rand Thomas Rand ဆန်ဆန်နဲ့ပဲဆက်ပြီးတွေးနေရမြင်နေတာကျွန်တော်တို့ကတော့ဒီပြောက်တော့စိတ်မပြတ်ဘူးဒါပေမဲ့ကိုတယောက်အနေနဲ့ကြည့်ရမှာဒါကျွန်တော်တောက်လျှောက်ရှေ့ကနှစ်နှစ်မှာဒါ attacking football တပြုံး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 ကြည့်ခဲ့အနေထားမှာခံစားကြည့်ကြည့်ရမှာပြင်းတာပဲဒါမှန်တမ်းပြောရကိုသိနေနေတာကျွန်တော်ဝုန်းနိုင်ဝုန်းဒါပေမဲ့ away is a win တော့တမဒါကျွန်တော်နိုင်တာနိုင်ဖို့ပဲရည်ကြည်တယ်ကျွန်တော်ဒါမှမဲ့ရတာအခုလက်ရှိမှာ Mauricio Pochettino ခေတ်နောက်ပိုင်းကကျွန်တော်သိလာတာကအချိန်တိုင်းသုံးမှတ်ရဖို့ပဲရည်ကြည်ခင်ဗျခင်ဗျဘယ်လောက်ပဲ boring football ပဲဆိုဆိုသုံးမှတ်ရတာကပတော်တော်လေးကိုရည်ကြည်တာဆိုသဘောပေါက်တယ်အန်တိုနီယိုကွန်တေတော့ကလည်းဒီတိုင်းမှကျွန်တော်နားမလည်ခဲ့ဘူးဒါကျွန်တော်မှန်တမ်းပြော Nuno Espirito Santo ဆိုတဲ့နာမ မနေဘူးဒါခုနပြောလို့ကိုယ်အနေနဲ့ဒါအရန် attack ကစံတဲ့ football ကြီးနေတယ် Xbox တော့ Google တက်လဲရောက်တာ attack ကဖော်ဖော်ကြည့်မလားယော့ယော့ယော့ဆိုပြောပြောခဏခံစီကြီးကဟောင်းလောင်းအဲ့တော့အဓိကဒီနေ့ပုံစံမှာဒါကြောင့်အဓိကကျွန်တော်မဖြစ်မနေ high လောက်ပါမှာဒါကျွန်တော် Thomas Frederick အောင်မှာဒါကျွန်တော်တို့ မီဂီဗန်နာဗင်းရဲ့ဒါကျွန်တော်တို့တက်လာမှုပဲမီဂီဗန်နာဗင်းနဲ့သူ့ရဲ့ဒါကျွန်တော်အလွန်ကျွံဒါကျွန်တော်ပြေးသွားဆော့ကားဆော့ကစားစရာ မလိုတော့တဲ့အချိန်မှာမီဂီဗန်နာဗင်းနဲ့သူ့အနေနဲ့ကြက်ခိုင်မှုလည်းအပြေးအဝဖြစ်လာခဲ့တယ်ဘာမှမပြောကောင်းမစကောင်းဘူးတော့ကျွန်တော်ဘယ်လိုလဲနမိဖတ်တယ်ဟိုကြက်ခိုင်မှုလည်းအပြေးအဝဖြစ်လာခဲ့တဲ့ဥစ္စာကမီဂီဗန်နာဗင်းတော့တကယ်ကိုဒါကျွန်တော်တို့ twist တစ်ခုဖြစ်သွားတယ်လို့မြင်တယ်မီဂီဗန်နာဗင်းနဲ့ခုနောက်ပိုင်းပွဲစဉ်မှာဒါအဓိကကပတိန်နေကြတဲ့ကကပတိန်လက်ပတ်ကိုရယူထားခဲ့ပြီးတော့သူ့ကပတိန်ဖြစ်ခဲ့တဲ့ကမီဂီဗန်နာဗင်းတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်အဲလက်ရှိမှာဒီနေ့ပွဲစဉ်မှာစပါတင်းနေနဲ့ဒါကျွန်တော် Everton ရဲ့ဒါကျွန်တော်အိမ်ငွေ င်းမှာကန့်ဆိုးမှုကိုရပ်တန့်နိုင်ခဲ့တာကိုတွေ့ရမယ်။ပြီးရင်ဒါကျွန်တော်အဝေးကွင်းစွမ်းရည်ကလည်းရှိမှာခုချိန်ဒီအကောင်ဆုံးချိန်တွေတစ်ခုရှိသေးတယ်။လာမယ့်ကြားရက်ထဲမှာလည်းဒါကျွန်တော်တို့ Newcastle United နဲ့ Carabao မှာအဝေးကွင်းထက်ကန်ရမှာဖြစ်ကျွန်တော်တို့တိတ်တော့မစိုးရဘူး။အဝေးကွင်းကန်ရမှာတော့မကြောက်တော့အိမ်ကွင်းကန်ရမှာတော်တော်လေးကိုကြောက်နေတယ်။ဘာလို့လဲဆိုတော့ဒီပြအဝေးကွင်းကန်မယ်ဆိုသူတော်တော်လေးကိုပြောင်းလဲတာ။တော်တော်လေးကိုပြောင်းလဲတယ်။ခံစားပိုင်းကိုသူပြောင်းလဲတယ်။ Defensive တွေသူပြောင်းလဲတယ်။တော်တော်လေးကိုပြောင်းလဲမှုဒါပေမဲ့လက်ရှိမှာနီးပြနေတဲ့ဒီတိုင်းဆိုရင်တော့ဒါကျွန်တော်တို့ကစားသမားတွေကိုနင်းလေးလေး rotate လုပ်အောင်ရအောင်မလို့မြင်တယ်။ဒါ Kudus ကိုဒါကျွန်တော်တို့သူ့အနေနဲ့သူနေရာစုံထားကြည့်တယ်။ Kudus ကကျွန်တော်အသ င်းမဖြစ်မဖြစ်ကစားသမားပါသုံးအသုံးဝမဲ့တယ်မှာပါတယ်ဆာဗီဆမွန်စ်ကတော်တော်လေးကို confident ကျနေတယ်တချို့သောအသုံးတွေမှာသူ့အနေနဲ့ဘောလုံးကိုစောစောစစ်စစ်ဒါ catch and release လုပ်လိုက်ရမှာတော်တော်လေးအားနေတဲ့ movement တွေဆက်ပြီးတွေးခဲ့ရတယ် Brandon Johnson ကလည်းရှိမှာအရင်တုန်းကလည်းကွဲထွက်တဲ့ပုံစံလေးတမျိုးတွေ့ရတဲ့အကြောင်းဆိုအားရတယ်ကွေးလေပိုင် double pivot ကနှစ်ကောင်သိပြီးပြောစရာဖြစ်လေးလေးပင်ပင်နဲ့နှစ်ကောင်လုံးကဒါတစ်ဖက်ကတော့ကျွန်တော်ကွေးလေပိုင်လေးလေးပင်ပင်နှစ်ကောင်နဲ့လေးလေးပင်ပင်နှစ်ကောင်နဲ့တွေ့လို့ပဲဒါနည်းနည်းလေးခံသာသွားတယ်လို့ပဲကျွန်တော်ရဲ့ပုံကိုကြီးရမှာကျွန်တော်တော့မြင်တယ်ပေါ့နော်ဒါခုနကပြောစပါသင်းကဒီနောက်ပိုင်းနဲ့ဒီမှာဒီနှစ်ဒါ Thomas Frank လက်ထက်မှာ cancel ပိုင်းကအဓိက high ိုက်လက်လုံးစားဖြစ်ခဲ့တယ်။ဂူသမားဒီနေ့ဘောသမားထပ်ပြီးချီကျူးစရာဖြစ်ခဲ့တယ်။ဖေဂါရီယိုဒီနေ့ဘောသမားဒါကျွန်တော်မှတ်မဲ့ရတာဘက်တူရဲ့နောက်ပြန်ငံချက်ကြီးကို ဖမ်းသွားခဲ့တာတော်တော်လေးကိုစောက်ထားကြတယ်လို့မြင်တယ်ဗောနော်သူ့ data သူ့ရဲ့ reflex ကတော်တော်လေးကိုကောင်းတယ်လို့မြင်ရတယ်မှာပါအဲ့တော့ဒီနေ့ပုံစံမှာဒါ spa တင်တစ်သိန်းလုံးအနေထားရတော်တော်လေးကိုကောင်းခဲ့တဲ့အနေထားမှာရှိရဲဒါပေမဲ့ခုနကပြောလို့ပြင်းမှုတော့အရန်ကောင်းတယ်ဒါခုနကပေါ့တိုက်စစ်ပိုင်းကဒီတက်ပို့ပြီးအများကြီးအများကြီးလုပ်ဒီလိုအောင်ပြီးမြင်တယ် Thomas Frank Fred Brentford ကတိုက်စစ်ပိုင်းကဒီတက်ပို့ပြီး excited ဖြစ်စရာကောင်းပါတယ်ဒါပြော Brian Amon ဘူး ਨੇ ဒါ Wissar နှစ်ယောက်တော်တော်တွဲလုံးနေတော်တော်လေးကိုမိုက်ခဲ့တယ်အခုချိန်မှာတော်တော်ကြီးကိုပြင်းမှုကောင်းနေပြီဘာဖြစ်ချင်နေမှမသိတဲ့အနေထားရှိရဲဒါပေမဲ့ဘာဖြစ်ချင်နေမှအနေရှိတဲ့အနေထားကလည်းရှိမှာဒါကျွန်တော်တို့ဒီနှစ်မှာဒါ Premier League တော်တော်လေးဘယ်လောက်ထိ time င်ပတ်နေလေဆိုတော့ဆရာကြီးတို့များကြားကျွန်တော်ဘလောက်ထိဒါချီတော့တဲ့တိုတိုအဆင့်3နေရာမှာတော့ရှိနေတယ်ဆိုကြတဲ့ကမစိုးဘူးလို့ပြောလို့ရတယ်ဘုနောက်လည်းအချိန်မှာ GD မှာနော်ကိုရီးယားဒါတက်တဲ့ဟို GD မှာကျွန်တော်တို့ CD နဲ့ဒါကျွန်တော်တို့ တန်းတူပဲအာဆာဘီကိုတဲ့ဂျီဒီဒီပါအကောင့်ဆုံးတော့ပြောလို့ရရတယ်ပါပါတယ်ဒါပါလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုကြတယ်ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4 တို့မှာကျေးလူစားပေါ့ကိုကြည့်လို့ရပါတယ်ပြပြရတဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှမမြင်နိုင်မှာဖြစ်ပါတယ်အားလုံးမကြုံပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစုမွန်ကောင်းတောင်းမိနေပဲကျွန်တော်တို့နေနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ဒေးဗော်ဗျာ